လိုချင်တော့ခင်ဗျာကျွန်တော်တို့တချင်းနေထဲမှာပါတဲ့ဘီရနီနဲ့သမီးအဘီရနီနဲ့သမီးဆိုတာကျွန်တော်တချင်းထဲမှာပါတယ်လေနော်ကျွန်တော်တချင်းဆိုပြရမယ်နော်အတန်တော့တိတ်မကောင်းရုပ်ခန့်နဲ့ထိန်းတာလားအိုးမေဘရနီလိုငွေပကြီးတော်လမ်းပိုင်းချာရတကောမမမိုးဒီလိုတချင်းမကြဘူးတယ်မလားနော်နောက်တချင်းတစ်ပုတ်ရှိသေးတယ်ဘရနီဘုံလုံးပြုံးလျက်မူရာ ခုံးမြတ်စာချီကဆန္ဒလာမင်းစင်းတဲ့ဒူစွာဝင်းဝင်းပပဖြား ကြည်လင်ပေရာမြင်ရသူချစ်ချင်စရာအစသဖြင့်ဘလာဘလာဘလာပေါ့ဗျာအဲ့ဒါမတက်တော့အဲ့တော့ဗီရနီပုံနှုံးပြုံးနေမူရာခုံမြတ်စာချီကအဲ့ဒီမှာတုံးထားတဲ့ဗီရနီနဲ့သမီးအလှနဲ့သမီးအဲ့ဒီဗီရနီကိုပေါင်းကြည့်ပါဦးခဏခဏအဲ့ဒါစာလုံးပေါင်းမှလို့ကျွန်တော် Friday night live မှာလည်းခဏခဏပြောတယ်အခုဒါကိုအစီအစဉ်တစ်ခုအနေနဲ့လွှင့်ရတယ်ဗီရနီနဲ့သမီးကိုအခုစာလုံးပေါင်းပေါင်းကြည့်ပါ comment မှာရေးကြည့်ပါဦးဘာကုန်းလုံးဝမဟုတ်ဘူးနော်အဲ့ဒါတော်တော်များများဗီရနီနဲ့သမီးကိုဘာကုန်းနဲ့ပေါင်းတယ်ဘာထက်ချိုက်နဲ့ပေါင်းအောင်မှဖြစ်တယ် ်အဘာတက်ခက်လုံးကြီးတင်ဆန်းခတ်အဲ့တော့ဘာကုန်းနဲ့ပေါင်းတဲ့ဘီရနီဆိုတာနတ်သမီးမဟုတ်ဘူးကျွန်တော်တို့မြန်မာတွေရဲ့မြမရိုးရွာနတ်ခတ်ဘီရနီကနတ်ခတ်ဖြစ်တယ်နတ်ခတ်ဆိုတာမြန်မာတွေကကျဲအစုဝေးကိုဘာလို့ခေါ်လဲနတ်ခတ်လို့ခေါ်တယ်အဲ့ဘီရနီဆိုဘီရနီပုံလုံးလို့ပြောရင်ကိုကိုကောင်မလေးကနတ်သမီးအလှနတ်သမီးမဟုတ်တော့ကျဲအစုဝေးနတ်ခတ်ကြီးဖြစ်သွားလိမ့်မယ်နော်အလှနတ်သမီးကဘီရနီဘာတက်ချိုင်နဲ့ပေါင်းအောင်မှာဖြစ်တယ်သူအတန်ထွက်ကမြန်မာစကားမှာဘီရနီမဟုတ်ဘူးလေဘီရနီပုံလုံးမဟုတ် ျွန်တော်တို့အတန်ထွက်တာတေချာနားထောင်ကြည့်ဗီရနီပုံနှုံးပြုံးနေရမူရဗီရနီပုံနှုံးမဟုတ်ဗီရနီပုံနှုံးပြုံးနေရမူရခုံမျက်စာချီကအဲ့ဒီမှာဘာကုန်းတန်နဲ့ထွက်တာမဟုတ်ဗီရနီပုံနှုံးပြုံးနေရမူရခုံမျက်စာချီကဆန္နာလာမင်းစင်းတဲ့ဒူစွာဝင်းဝင်းပါပါဖျားတွေ့လားဘတ်ထချိုက်တန်နော်ဒါကြောင့်နောက်တစ်ခါဗီရနီကိုပေါင်းရင်ဘာကုန်းနဲ့မပေါင်းနဲ့နော်ဘာကုန်းနဲ့ကြည့်ပဲကျွန်တော်တွေ့နေရလို့ဘတ်ထချိုက်နဲ့ပေါင်းအောင်မှာဖြစ်တယ်ကျွန်တော်တို့ဒီ အင်္ဂလိပ်စာလုံးတစ်လုံးမသိတာဘာမှရှက်စရာမဟုတ်မသိရင်သင်မယ်ကိုယ့်ရဲ့မိခင်ဘာသာစကားမဟုတ်ကိုယ့်ရဲ့မိခင်ဘာသာစကားကိုယ့်ရဲ့အမျိုးသားဘာသာစကားကိုတော့ကျွန်တော်တို့ကချစ်ခင်မြန်နိုးတန်ဖိုးထားဖို့လိုတယ်ကိုယ့်ရဲ့မိခင်ဘာသာစကားကိုယ့်ရဲ့အမျိုးသားဘာသာစကားကိုကျွန်တော်တို့ကမှမချစ်ခင်မြန်နိုးတန်ဖိုးမထားရင်ဘယ်သူကမှလာပြီးချစ်ခင်မြန်နိုးတန်ဖိုးထားမှာမဟုတ်ပါဘူးဒါကြောင့်အခုပဲအတန်ထွတ်မှန်အောင်ကိုယ့်ရဲ့မြန်မာစကားကိုလည်းကျွန်တော်တို့မှန်မှန်ကန်ကန်ပြောဆိုဖို့လိုအပ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ် တော့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခုလာမယ်ကျွန်တော်တို့က၃လပိုင်းမှာဖွင့်မှာတော့ကျွန်တော်ရဲ့ personal branding တင်တန်းဖြစ်တယ်မိမိတို့ရဲ့ personal brand ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ချင်တဲ့လူကြီးလူငယ်မြည်သူမျိုးဆိုတက်ရောက်နိုင်ပါတယ် online တင်တန်းဒီအခုလာမယ် March လ25ရက်နေ့စ Facebook group ကနေတလားတိတိ online ကနေတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကပ data တိတိကတက်နိုင်ပါတယ် အပြင်လူတွေ့တင်တန်းကတော့မတ်လ29-30စင်နေတီတွေနေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတဲ့ကျွန်တော်ရဲ့ ML တင်တန်းကျောင်းမှာနှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်ပါတယ်။အဲ့တော့ online တင်တန်းတင်ကြားမဲ့ပုံစံကတော့ကျွန်တော်တို့ မတ်လ25ရက်နေ့တင်တန်းစတင်မဲ့ဗုဒ္ဓဦးနေ့ကနေစအဲ sorry ပါအင်္ဂါနေ့ကနေစတင်ပြီးတော့နေ့စဉ် recorded video ကို group ထဲမှာတင်ပေးမယ်။အဲ group ထဲမှာကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမယ်။ live lecture ကိုတော့ Zoom ကနေည8:00နာရီတိုင်းတနင်္လာနေ့ည8:00နာရီတိုင်း live လို့မြင်တင်မှာဖြစ်တယ်။မေကွန်စိတ်ကြိုက်မေးနိုင်တယ်။အဲ့တော့တင်တန်းတက်နေရင်လည်း group coach မှာရအောင်ဆောင်ရပေးတာဖြစ်တယ်။အပြင်လူတွေကတော့29 30ပါတော်ဝင်စင်တာမှာရှိတဲ့ MLT တင်တန်းကျောင်းမှာလာတက်။ဘာတွေတင်ပါလဲ? personal branding သင်တန်းလို့ဆိုတာနဲ့ညီ personality development ကိုယ်ယူကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုပြီးရင် personal development plan တကူရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့ personal branding လူချင်းတို့ရဲ့ personal brand ကို online ရောအပြင်ရောဘယ်လိုတည်ဆောက်မလဲစတာတွေကိုကျွန်တော်နဲ့အတူရင်းနှီးချစ်ခင်စွာလေ့လာသင်ကြားမှာဖြစ်ပါတယ်အဲ့တော့ online တင်နာမည်တက်ချင်းတက်ချင်းအပြင်တင်နာမည်တက်ချင်းတက်ချင်းလူချင်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ကို comment မှာမရင်းနဲ့เนาะ messenger message မှာဆင်းပေးထားပြပါကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးပါမယ်အခု season ကြည့်တဲ့သူတိုင်းကို20% discount ကျွန်တော်တို့ online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကိုဆက်ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါအဲ့တော့ ပြည်ရင်းနှီးနှက်သမီးလိုလှပနိုင်ကြပါစေ we must work together we must build our nation